နေ့ဗီဒီယိုလေးကအစီအစဉ်၃ခုပေါင်းမှဖြစ်ပါတယ်အစီအစဉ်နံပါတ်၁အနေနဲ့ဆိုရင်ဆလာဗီးယားနဲ့အာဆင်နယ်တို့ကပွဲကိုပွဲကြုတ်ခံမှန်းပြလုပ်ပြီးသွားမယ်ပြီးသွားရင်အစီအစဉ်၂အနေနဲ့ဆိုရင်ဒီနေ့ရှိတဲ့၉ပွဲစလုံးကိုအကြိုက်တွေရွေးချယ်ပြီးတော့၉သင်းမောင်းတွဲလေးကိုလည်းဆက်လက်ပြီးတော့တင်ဆက်ပေးသွားအောင်မယ်အစီအစဉ်နံပါတ်၃နောက်ဆုံးအစီအစဉ်နဲ့ဆိုရင်တော့ဘောလုံးအွန်လိုင်းနဲ့စမောင်းနိုင်ဖို့ရကန်တို့အရန်များပါတယ်ဆိုတဲ့ဘောလုံးအွန်လိုင်းနဲ့စမောင်းကိုလည်းနောက်ဆုံးအစီအစဉ်နဲ့၃မှာတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျအစီအစဉ်နံပါတ်၁အနေနဲ့ဆိုရင်ပွဲကြုတ်ခံမှန်းဘော်ဒီခံမှန်းလေးပေါ့ကြီးရအစပြောရမယ်ဆိုရင်အာဆင်နယ်ရဲ့ဘော်ဒီပေါ့ကြီး နှလုံး80အနိုင်ရှိတယ်မနက်နေ့လယ်ညနေကြေးပြောင်းမရှိဘူးဘော်ဒီကြေးကကိုပေါင်းကြေးကမနက်က3လုံး40အနိုင်ညနေရောက်လာတဲ့အခါမှာ3လုံး60အနိုင်လောက်ဖြစ်လာတယ်ဆိုတော့ကိုပေါင်းကြေးကတော့20လောက်ကျလာတယ်လို့ပြောလို့ရတယ်အာဆင်နယ်ပွဲကဘော်ဒီပေါက်ကြေးနဲ့ကိုပေါင်းပေါက်ကြေးကဘလောက်မှတော့မကွာဘူးလို့ပြောလို့ရတယ်အရှိဖန်လီပွဲကပေါက်ကြေးလိုမျိုးပေါ့လေပေါက်ကြေးကိုကြည့်လိုက်မယ်ဆိုရင်တော့အင်ရှင်ဖြစ်တဲ့ဆလာဗီးယားကိုဂိုးမပေးထားဘူးဆိုတာသိတာတယ်အာဆင်နယ်ကသူနောက်ဆုံးဆော့ခဲ့တဲ့ခုနှစ်ပွဲလောက်မှလည်းပေးကူးမရှိဘူးဒီရာသီမှလည်းလိပေါင်းစုံမှာ ပေးကိုအ ਨੇ ဆုံးဆိုတဲ့အနေအထားမျိုးနဲ့ရက်တီနေရဲ့အာဆင်နယ်ရဲ့ခံစစ်တော်တော်လေးကိုကောင်းမွန်နေတာဖြစ်တာကြောင့်မလို့ဘော်ရီနဲ့ဂိုးပေါင်းပုတ်ကြီးကဒီလိုမျိုးထွက်တာကတော့တိတ်မဆမ်းဘူးလို့ပြောလို့ရပါတယ်။အာဆင်နယ်ကနိုင်ဘွဲတွေဆက်နေတယ်တိုက်စစ်ကပုံမှန်တကူးနှကူးလောက်နဲ့ နိုင်နေခန်းစစ်ကကိုမပြေးရဘူးလက်ရှိချိန်မှာလည်းဒါတော်တော်လေးကိုဟော့ဖြစ်နေရဲ့နိုင်ဘွားကြီးလည်းဆက်နေရကြောင်းမလို့ပောက်ကြီးကတော့အဝေးကွင်းကနေပြီးတော့နှလုံးရှိစေအနိုင်ဆိုတဲ့အနေထားမျိုးနည်းနည်းပြင်းပြင်းလေးပေးထားတယ်လို့ပြောလို့ရတယ်ဒီနေ့ဘွားတစ်ခုသတိထားမှာကအာဆင်နယ်ကအဝေးကွင်းရန်ကန်အမှာဖြစ်တယ်ပြီးတော့တိုက်စစ်မှာဒဏ်ရာကစားသမားတွေတော်တော်လေးကိုများနေတယ်သူတို့ပုံမှန်အရင်ဘွားတွေကလည်းပြော first line နဲ့ကစားသမားတွေနဲ့ထွက်လာမယ်ဆိုပေမဲ့တရရောက်တာဒဏ်ရာရသွားမယ်ခြေဆွမ်းမပေါ်ဘူးလဲဖို့လိုအပ်နေရဆိုရင်နောက်ထပ်အရန်မှာလဲဖို့အတွက် first line နဲ့ကစားသမားမျိုးမရှိဘူးလို့ပြောလို့ရတယ်လေဘုတ်ထွက်အရန်နေအားလုံးဒီဘက်က နာနေရဆွဲအနေထားမျိုးဒါကြောင့်ဒီနေ့ပွဲမှာအာဆင်နယ်စီကကျွန်တော်တိုက်စစ်သွင်းကိုအများကြီးမမျော်လင့်ဘူးပုံမှန်သူတို့သွင်းနေကြအရှိပွဲမှာနိုင်ခဲ့တဲ့ပွဲတော်တော်များများမှာလည်းအာဆင်နယ်ကပေးကူးမပေးရဘူးတိုက်စစ်ကပုံမှန်အဖြစ်တကူးနှစ်ကူးပြင်းပြအဖြစ်ဒီလောက်ပဲသွင်းလေးသွင်းထားရှိတယ်ဒီနေ့ပွဲမှာလဲမဲ့အရန်ကစားသမားတွေတိုက်စစ်ကလူနာတွေတော်တော်လေးများနေရကြောင်မလို့အာဆင်နယ်ကိုကျွန်တော်သွင်းကိုအများကြီးမမျော်လင့်ဘူးအဝေးကွေးကလည်းဆော့ရမှာဖြစ်တယ်ဘူပေါင်းကြည့်မယ်ဆိုရင်တော့ကိုဝေါကကောင်းတယ်ပေါ့လေအာဆင်နယ်ကနောက်ဆုံးဆော့ခဲ့တဲ့ခုနှစ်ပွဲမှာလည်းဒါ6ပွဲလောက်ကိုဝေါဆော့ထားတယ်ပေးကူးလည်းမရှိဘူးဆိုတော့ကြောင်မလို့ဂိုးပေါင်းရကြည့်မယ်ဆိုရင်တော့ဒါရွေးချယ် က်စီယာကကိုဘော့ကရွေးချယ်ဖို့တင့်တော်တယ်လို့ပြောလို့ရတယ်။ဒါပေမဲ့ကျွန်တော်ဒီနေ့ပွဲမှာကိုဘော့မရွေးချယ်ခြင်းဘူး။ body deck ပဲရွေးမယ်။ဘာလဲဆိုတော့ကျွန်တော်အာဆင်နယ်ကိုဘက်ကန်ခြင်းနဲ့အင်ရှင်ဖြစ်တဲ့ Slavia ဘက်ကနေနေခြင်းနဲ့အဓိကအပြင်တော့အာဆင်နယ်တိုက်စစ်ကလူနာတွေများနေရမလို့နားထပ်ခံပြီးတော့ န်လို့ရအနေထားမျိုးမဟုတ်ဘူးပေါ့လေသူတို့အနိုင်သုံးမှတ်ရဖို့အတွက်တကူးလောက်ပဲအတွင်းမလို့ကျွန်တော်ကတော့ထင်းနေဒါကြောင့်မလို့ ancient slavia ဘက်ကနေကျွန်တော်ကနေချင်ပါတယ်ဒီနေ့ပွဲပွဲချုပ်ခံမမှာကျွန်တော်ရဲ့အကြိုက်ကတော့ ancient slavia ဘက်ကနေပြီးတော့နေထားပါတယ်ဆိုတော့ညီကိုရဲ့အထင်မြင်လည်း comment မှာ share သွားလို့ရပါတယ်ကျွန်တော်စီမှာ 1h နဲ့ပတ်သက်ပြီးတော့အကောက်ဖွင့်တာ unit အသွင်းထုတ်လုပ်တာတွေလုပ်လို့ရတယ်အကောက်ရှိပြီးသားဆိုရင်လည်းကျွန်တော်စီမှာလာပြီးတော့ unit အသွင်းထုတ်လုပ်လို့ရပါတယ်ကျွန်တော်လက်ရှိအခုပြထားတဲ့ telegram သို့မဟုတ် fiber number ကိုလာခဲ့ပေးပါကျွန်တော် grain လောက်တာဆိုတဲ့ကြောင့်မလို့ညီကိုရဲ့တရားရခိုင်နှုန်းဆက်ချယုံကြည်လို့ရပါတယ်ဗျအစီအစဉ်နံပါတ်1 ိုးသင်းမောင်းတွဲဆလတ်ရှိပုံတွေကအတိုင်းပဲကျွန်တော်ကိုးသင်းတွဲထားတယ်အဓိကမောင်းတွဲဖြစ်တာအကြောင်းမလို့ကျွန်တော်တို့မောင်းအောင်ဖို့ chance ကတော်တော်လေးကိုနည်းတယ်လို့ပြောလို့ရတယ်ဥပမာအပြင်ကိုက၄သင်းတွဲရတာကြိုက်တယ်ဆိုရင်ဒီထဲက၄သင်းယူတွဲပေါ့လေဥပမာကိုက၅သင်းမောင်းတွဲခြင်းနဲ့ဆိုရင်တော့၅သင်းယူတွဲကျွန်တော်ကတော့ဒီနေ့ကံမဲ့ကိုးဘောစလုံးကိုအရွေးချက်ပေးထားတယ်ဆိုတော့တချို့လာမေးညီကိုလည်းရှိရပေါ့နော်ဒီဘောကိုဘယ်လိုထိန်လဲပါလဲဘာကြိုက်လဲဆိုရင်ညီကိုလည်းရှိရအကြောင်းမလို့ကျွန်တော်အားလုံးကိုးဘောလုံးစာကိုကျွန်တော်အကြိုက်တွေကိုရွေးချက်ပြီးတော့ကိုးသင်းမောင်းတွဲဆိုပြီးတော့တက်ဆက်လိုက်ပါတယ်ဆိုတော့မောင်းအောင်ခဲ့ရင်လည်းကျွန်တော်တို့ လုံးဝရှေ့အများကြီးရမှာပေါ့လေ6သိန်းတောင်ဆိုတော့ကြောင့်မလို့ဈာတော်တော်လေးကိုများတယ်နောက်ဆုံးအစီအစဉ်အစီအစဉ်နံပါတ်3ဘောလုံး online နှစ်ဆမောင်းနိုင်ဘူးရကန်တို့ chance အရင်များပါဆိုတော့ဘောလုံး online နှစ်ဆမောင်းတင်ဆက်ပြီးသွားမယ်ဒီနေ့၁၇လပိုင်း၄ရက်နေ့အတွက်တရက်စာယူထားတဲ့ဘောလုံး online နှစ်ဆမောင်းဖြစ်တယ်ပုံထဲမှာကျွန်တော်၄ပွဲတွဲထားတယ်ဘလို့ကြီးနဲ့ယူရဲဆိုတာလေးကိုသိချလေးရှင်းပြပေးသွားမယ်ဒီဘောလုံး online နှစ်ဆမောင်းကို online မှာကိုကိုရိုင်းအကောင့်ဖွင့်ပြီးတော့ live ဆော့လို့လည်းရတယ်ဒါမှမဟုတ်အချို့ခက်ခဲရဲ့ဆိုတဲ့ညီကိုရီအတွက် ကျွန်တော်ကိုဆော့ပေးပါဆိုပြီးတော့ဆော့ခိုင်းတဲ့ service ပေါ့နော်ကျွန်တော်ဆော့ပြီးတော့ဆော့ထားတဲ့တက်တီထောက်ထား screenshot တွေပြန်ပို့ပေးတယ်ဆော့ပေးပါဆိုပြီးတော့ဆော့ခိုင်းတဲ့ service အဲ့လိုရပါတယ်ဆော့ကအနေနဲ့ကျွန်တော်ကုညီကအနေနဲ့ total ငွေရဲ့အကောက်900ကျပ်လုံးသာအကောက်ယူပါတယ်ဆိုတော့ကျွန်တော်ပုံထဲမှာတခြားလေးရှင်းပြပေးသွားမယ်ပထမအဆုံးပွဲ Arsenal ပွဲ go out လေးလုံးအရှုံးဆိုတဲ့ကြီးနဲ့ကျွန်တော်တို့ go out နေထားရတယ်ဆိုလိုချင်တာက Arsenal ပွဲ total 5ခုသွားမှကျွန်တော်တို့ကရှုံးမယ်ဆိုတဲ့အနေထားမျိုးပါဒုတိယပွဲ PSG နဲ့ Bayern Munich ပွဲဒီပွဲမှာဆိုရင်ဂိုးပေါင်းတစ်လုံးအရှုံးဆိုတဲ့ဂျင်းနဲ့ကျွန်တော်တို့ကဂိုးပေါ်နေထားတာဖြစ်တယ်ဆိုလိုချင်တာက PSG နဲ့ Bayern ရဲ့ပွဲမှာဘယ်ဘက်ကပဲဂိုးသွင်းသွင်းဂိုးသွင်းသွင်းအ ਨੇ ဆုံးတိုးတက်နှစ်ဂိုးဆိုတာနဲ့ကျွန်တော်တို့ကနိုင်ပါပြီ Tico နဲ့ Union စိတ်နဲ့ပွဲဒီမှာဆိုရင် Tico အနံယူထားတယ်ဘာကြီးမှမပါဘူးကျွန်တော်တို့ကတကောအတာနဲ့နိုင်တာနဲ့ကိုနိုင်ပြီဆိုတဲ့အနေထားမျိုးပါနောက်ဆုံးပွဲစပါးနဲ့ Copenhagen ပွဲဆိုဒီပွဲမှာဆိုရင်ကျွန်တော်တို့ကစပါးကနှစ်လုံးအရှုံး ကြေးပေးထားတာကိုကျွန်တော်တို့ကကိုပင်ဟေကင်ဘက်ကနေပြီးတော့နေထားရဆိုရင်နေထားမျိုးဆိုလိုချင်တာကစပါးကဒီနေ့ဘွဲကို၃ခုအပြတ်နိုင်လို့မရအောင်ဆိုတော့နေထားမျိုးပေါ့လေဆိုတော့အဲ့လိုမျိုးဖြစ်ပါတယ်ဆိုတော့၄ဘွဲကျွန်တော်ယူထားတယ်အာဆင်နယ်ဘွဲဆိုရင်တိုတယ်၅ခုမသွားရဘူး PSG နဲ့ Bayern နဲ့ဘွဲမှာဆိုရင်ပေဘက်ကပဲကိုသွင်းသွင်းကိုသွင်းသွင်းအနည်းဆုံး၂ခုဆိုတာနဲ့နိုင်ပြီး Atletico Madrid ကြေးမပါဘူးတခိုးတန်နဲ့နိုင်တာနဲ့ကိုရပြီး ောက်ဆုံးပွဲ၄ပွဲမြောက်ကစပားကကိုပင်ဟေကင်ကို၃ခုအပြတ်မနိုင်ရဘူးဆိုတော့၄ပွဲပေါင်းလိုက်တဲ့အခါမှာကျွန်တော်အစအနေနဲ့ဆိုရင်၂ဆရှိတယ်ကိုကတသိန်းလောင်းနေဆိုရင်အရင်ပါအပါ၂သိန်းပြင်ရမယ်ဆိုတော့အမြတ်တီးတဲ့ကြည့်မယ်ဆိုရင်တော့တသိန်းလောင်းရင်တသိန်းမြတ်တယ်လို့ပြောလို့ရတယ်ဗောလေဘောလုံး online နဲ့စမောင်းကိုကျွန်တော်ဒီရာသီမှာဖန်တီးခဲ့တာ၈ရက်ရှိပါပြီအဲ့ဒီထက်မှဆိုကျွန်တော်တို့၆ရက်နိုင်ခဲ့တယ် နှစ်ရက်ရှုံးခဲ့ရဆိုတော့အနေထားမျိုးပါ။ဒီဗီဒီယိုလေးကိုအနည်းချုပ်လိုက်မယ်ဆိုရင်ကျွန်တော်ပွဲကြိုခံမှန်ဘော်ဒီခံမှန်မှာစလာဗီးယားဘော်ဒီခံမှန်ပြေးခဲ့တယ်။ပြီးရင်ကျွန်တော်ကုသင်းမောင်းတွဲဒီဒီနေ့ကံမဲ့ကုဘဲစလုံးကိုကျွန်တော်အကြိုက်တီတင်ဆက်ပြီးတော့ကုသင်းမောင်းတွဲဖန်တီးပေးခဲ့တယ်။ပြီးသွားရင်ဘောလုံးအွန်လိုင်းနှဆမောင်းကိုလည်းတင်ဆက်ပေးခဲ့ပါတယ်။ဆိုတော့ဒီထဲမှာကျွန်တော်ကတော့ဘောလုံးအွန်လိုင်းနှဆမောင်းကိုအားအရဆုံးပါ။ပြီးသွားရင်ဒုတိယအနေနဲ့ဆိုရင်တော့ဘော်ဒီပေါ့လေ။အာမောင်းကတော့ ကိုတင်းစလုံးမအောင်ဘူးဆိုတာကတော်တော်လေးကိုရကိုင်းတော့တော့နဲပါတယ်အဲကိုကတော့၄သိန်း၅သိန်းလောက်ပဲတွဲချင်နေဆိုရင်လေ၄သိန်း၅သိန်းလောက်တွဲပေါ့လေဒါမှမဟုတ်ဘူးလုံးဝကန်ဆန်းချင်တာဆိုရင်လေဒါကိုတင်းစလုံးတွဲလိုက်ပေါ့လေနိုင်လေလုံးဝရှေ့အများကြီးရမှာဆိုတော့အားလုံးပဲကန်ကောင်းပါစေ good luck ပါဒီ video လေးကိုလည်း like comment share လေးနဲ့အားပေးသွားဖို့အတွက်မြစ်တာရက်ခံပါတယ်အားလုံးပဲ good luck ပါဗျ